ကန်ဒေါ်လာ18တန်းကျော်အတန်ဖိုးရှိပစွန်တန်းချင်း6000နီးပါးတင်ပို့ထားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လက်ရှိဘဏ္ဍာနှင့်9လသာအတွင်းအမေရိကန်ဒေါ်လာ18တန်းကျော်အတန်ဖိုးရှိပစွန်တန်းချင်း6000နီးပါးတင်ပို့ထားရလို့ငါးလုံးငန်းဦးစီးဌာနကသိရပါတယ်။ပြည်ပသို့ပစွန်တင်ပို့ရမှာဘုံမှန်ကုံတွဲရေးလမ်းချောင်းနဲ့နက်ဆက်ကုံတွဲရေးလမ်းချောင်းတွေကသစဉ်တင်ပို့နေတယ်လို့ဆိုပါတယ်။ လက်ရှိ2025-2026ဘဏ္ဍာနှစ်ဧပြီလကနေအောက်တိုဘာလအထိ9လသာအတွင်းပြည်ပသို့ပစုံမတ်တွေတန်းချင်း6000နီးပါးတင်ပို့ထားရှာအမေရိကန်ဒေါ်လာစက္ကန့်တရမ95တန်းရရှိခဲ့တယ်လို့သိရပါတယ်မြန်မာနိုင်ငံမှာငါမစုံများကိုတရုတ်ထိုင်းဘင်္ဂလားဒေ့ရှ်ဂျပန်စသည့်နိုင်ငံပေါင်း40ကျော်သို့တင်ပို့နေတယ်လို့ဆိုပါတယ်လက်ရှိဘဏ္ဍာနှစ်အတွင်းပုံမှန်ကုန်သွယ်မှုကနေပစုံမတ်တွေတန်းချင်း9400 149တရမ89ထန်တင်ပို့နိုင်ခဲ့ပြီးနိုင်ငံခြားဝင်ငွေအမေရိကန်ဒေါ်လာ14တရမ85တန်ရရှိခဲ့သလိုနေဆက်ကုန်သွယ်မှုကနေပစုံမက်ထရီတန်ချိန်936တရမ86ထန်တင်ပို့နိုင်ခဲ့ပြီးနိုင်ငံခြားဝင်ငွေအမေရိကန်ဒေါ်လာ2တရမ6လေးတန်ရရှိခဲ့တယ်လို့လည်းသိရပါသေးရှင်။